အလုံးမဲမင်္ဂလာပါဒီနေ့မှာတော့ Econova ကနေပြီးတော့မှ Nova Lero စီကိုတင်ဆက်ပေးခြင်းနဲ့အကြောင်းအလေးတစ်ခုရှိပါတယ်ဒီအရာလေးကတော့စိုက်ပျိုးရေးလောက်တာပတ်ဝန်းကျင်ကိုအကျိုးပြုတာမှန်ပေမဲ့ Green Farming လို့ခေါ်တဲ့ခေတ်မီစိုက်ပျိုးရေးပညာကို Nova တို့ကတည်ပြီးကြပြီလား တင်းတင်းကောင်းမွန်တဲ့မြေကျူးနှန့်ရှင်းလာတဲ့ရေတက်ဂျီယာတွေကနေမှသဆင့်စားသွုံမှုကြွက်ဘေးရနေကင်းတဲ့အတီးအနံအစီအစံဂျီယာတွေကိုမွေးထုတ်ပေးနေတဲ့ Green Farming ဟာလည်းပတ်ဝန်းကျင်ကိုအကျိုးပြုလာနေတာပဲဖြစ်ပါတယ်။ဒါဖြင့်ဒီနည်းပညာကိုဘယ်လိုအခြေအနေမျိုးမှာအသုံးပြုကြမလဲ။မြန်မာနိုင်ငံလိုရာသီဥတုပြောင်းလဲမှုကြောင့်မျိုးစီလွာညံပြင်းမှုကြောင့်တွေကိုနှစ်စဉ်ဆက်ကြိုက်ခံစားနေရတဲ့နိုင်ငံတွေမှာအကြီးအကဲအသုံးပြုနိုင်ပါတယ်။ ။ Green Farming ခေါင်းဆောင်အောင်မှာဘလို့စိုက်ပျိုးရေးညီပညာတွေပါဝင်မလဲ။နံပါတ်၁ Solar Sun အင်တုံးရေတင်စနစ်။ Solar ပြားတွေကိုအသုံးပြုပြီးရေတွင်းထဲကရေကိုနေစွမ်းအင်ဖြင့်စရေတတားစွာနဲ့အလွယ်တကူတည်ယူနိုင်တဲ့ညီပညာတစ်ခုပဲဖြစ်ပါတယ်။ဒါဟာမြန်မာနိုင်ငံရဲ့လက်သမား55ရာခိုင်နှုန်းခန့်ရဲ့မွေးအချိန်ပေါ်မီခိုနီယာပြီးရေရှားပါးတဲ့ဒေသတွေမှာ မျက်စိမီအားမရှိခြင်း၊ဓာတ်ဆီစီးကြည့်ခြင်း၊ဒီယာတွေကြောင့်ရည်တင်ယာတွင်အခက်တွေ့ခြင်းဒုက္ခကိုဖြေရှင်းပေးနိုင်မှာအမှန်ပဲဖြစ်ပါတယ်။နံပါတ်2အော်ဂနစ်မြေဩဇာနှင့်ဇီဝမြေဩဇာများဓာတုမြေဩဇာတွေကိုကြာရှည်စွာဆွေးမြေ့သုံးပြုခြင်းဟာမျိုးစီလွားကိုပျက်စီးစေပြီးရေရှည်မှာစိုက်ပျိုးထွက်နှုန်းကျဆင်းလာနိုင်စေပါတယ်။ဓာတုမြေဩဇာအစားတဘာဝအငြိအချေတွေဥပမာနွားချီ၊ကြက်ချီ စွန့်ပစ်ပစ္စည်းတွေဥပမာစပတ်ခုံမတီယာတွေကိုအသုံးပြုပြီးတော့အော်ဂနစ်မျိုးစားလုပ်ခြင်းဟာတောင်သူလက်သမားတွေအကျွတ်ဈေးတသာစီပြီးတော့တူညီတဲ့ကောင်းကျိုးတွေကို ပေးဆွနိုင်မှာပဲဖြစ်ပါတယ်။နံပါတ်3ရေချွေတာတော့ရေတွင်းစနစ် အပင်တွေကိုရေလောင်းတဲ့အခါရေနဲ့မျိုးစားကို အပင်ရဲ့အမြင့်နာအချီဈာရိုက်ဖြည်းဖြည်းချင်းထိရောက်စွာအသုံးပြုပေးတဲ့ရေတွင်းစနစ်ကိုအသုံးပြုခြင်းအပြင်ရေတုံးဆွဲမှုကိုခြေတားနိုင်ပါတယ်။ ငမတ်လီတရိဆန်အညစ်အကြေးနဲ့ဇီဝကြောင့်ဝင်ဝင်ပြူရေးခြံတွေကချက်တဲ့တရိဆန်အညစ်အကြေးတွေဟာလေးဒုညဉ့်ဉျံမှုကိုဖြစ်ပေါ်စေပါတယ်။ဒီတရိဆန်အညစ်အကြေးတွေကို biogas plant တွေမှာဇီဝကမဖြစ်စေနဲ့ဆွေးမြေ့စေပြီး organic မြို့ဩဇာထုတ်လုပ်နိုင်ပါတယ်။ငမတ်ကတီးလဲစိုက်ပျိုးခြင်းနဲ့သဘာဝပိုးမွှားကာကွယ်ခြင်း တီးငတ်သမျိုးရဲကို စက်တိုက်ဆိုင်ပြိုခြင်းဟာမျိုးစီလအာဟာရကိုခန်းချောင်းစေပြီးယောဂပုံပွားပေါက်ပွားမှုကိုပုံမှုများပြားစေပါတယ်။ဒါကြောင့်တောတူလေသမားရိနေနဲ့တီးငတ်မျိုးစုံကိုအလဲကျဆိုင်ပြိုခြင်းနဲ့ဓာတုပိုတက်စီစာ name tree စီမြုပ်တီစီရီစားတဲ့တဘာဝပိုတက်စီများကိုအသုံးပြုတင်ပါတယ်။နံပါတ်6တီးကြတော့စိုက်ပြိုရင် ဒရုန်းတွေ GPS နဲ့အာယုံခံကိရိယာများမှရရှိတဲ့အချက်လက်တွေကိုအသုံးပြုပြီးမြေဩဇာရေနဲ့ပိုးသက်ဆေးတွေကိုလိုအပ်တဲ့နေရာလိုအပ်တဲ့အချိန်မှာအတိအကျသုံးစွဲခြင်းဖြင့်ကုန်ကြမ်းဆေးတွေကိုရှင်းချနိုင်ပါတယ်။နံပါတ်9တောင်းလိုက်စိုက်ပျိုးခြင်း မြေပြင်အကျယ်ဝန်းရဲ့အဆင့်ဆင့်မှာနောက်လိုက်စိုက်ပျိုးခြင်းနဲ့မြေမတုံးမဲ့အာဟာရပြိုရင်နဲ့စိုက်ပျိုးခြင်းဟာရိုးရိုးစိုက်ပျိုးနှိထက်65ရာခိုင်နှုန်းပုံမှန်တက်တာတော့နေရာချင်းမှာ အပင်ကြီးများစွာကြီးပြင်းနိုင်ပါတယ်။နမတ်ရှင်ဇီဝနိပညာတိင်းတဲ့အချွတ်နှုန်းမြင့်မာရေးအတွက်မြို့ရိုးပီစာပြုပြင်ထားသော GMO ဒါမှမဟုတ်ခင်မီနိပညာဖြင့် ောဂတန်ပိုးမွားတန်ရင်ငတ်တန်စားတဲ့အရာတွေကိုခန္ဓာရင်ရှိတဲ့တိနံမျိုးတွေကိုလည်းစိုက်ပျိုးတင်ပါတယ်။နမတ်ကိုညီစီလွားထိမ့်သိမ့်တော့စိုက်ပျိုးနေမြေကြီးတူးချင်းကိုအနည်းဆုံးထိလျှော့ချပြီးရစ်သိမ့်ပြီးသားတိနံအကြီးကျယ်တွေကိုမြေပြင်ပေါ်မှာထားရှိခြင်းအပြင်မြေစီလွားတိုက်စားမှုကို90ရာခိုင်နှုန်းမှ90ရာခိုင်နှုန်းချီလျှော့ချနိုင်ပါတယ်။နံပါတ်10ပိုးမွားစီမံခန့်ခွဲမှု ဓာတုပိုတက်ဆေးတွေအစားတဘာဝတာရဲကောင်တွေဥပမာပင်ကူပစွန်စိတ်တဘာဝဆေးဘွက်ဝင်ပစ္စည်းများ ဥပမာနေမြက်ကြီးတော့ငရုပ်စားတဲ့အရာတွေကိုအသုံးပြုခြင်းအပြင်ပိုးမွားတွေကိုထိန်းချုပ်ခြင်းဟာပိုတက်ဆေးတုံပြုံမှုကို60ရာခိုင်နှုန်းမှ80ရာခိုင်နှုန်းထိလျှော့ချနိုင်ပါတယ်။ကဲဒါဆိုမြေပညာတွေကိုအသုံးပြုရင်ဘာကောင်းကျိုးတွေရရှိနိုင်မလဲ။စိုက်ပျိုးရေးကုန်ကျစရိတ်လျှော့ချနိုင်ခြင်း ရင်းရှင်မှာတင်းငံအချက်နှုံတိုးပွားလာခြင်းစမိုင်းနဲ့ညီညွတ်တဲ့စားတောက်ကုံတွေများပုံမိုးထုတ်လုံလာနိုင်ခြင်းမြန်မာကျေးလက်ဒေတာတွေရဲ့တဘာဝပတ်ဝန်းကျင်စိမ့်လန်းဆိုပြလာခြင်းစားတဲ့အကျိုးကျေးဇူးတွေကို Novaliro ကခန်းစားရမှာဖြစ်ပါတယ်။ ဒါကြောင့်ဒလုံနီပညာသစ်တွေကိုအခြားသူတွေလည်းသိရအောင်ဒီ post လေးကို like and share လေးလုပ်ပေးပြီးနောက်ထပ်အသစ်သစ်တော်ပတ်ဝန်းကျင်ဆိုင်ရာအသိပညာတွေကိုအမြဲတစေကြည့်ရှိနိုင်ဖို့ Econova ရဲ့ social media account တွေမှာ follow လုပ်ဖို့လည်းမေ့ပါနဲ့နော်အားလုံးပဲပပိုင်ပါ